ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းလေးမြနာမြို့နယ်တုံတော်ကျေးရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေးကျောင်းကနေဘုံကျဲတက်ခဲ့ရာဖုန်ကြီးကျောင်းမီးလောင်ပျက်စီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ19ရက်နေ့ည7:00နာရီကန်ကလေးမြနာမြို့နယ်တုံတော်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲတက်ခတ်ခဲ့ရာတုံတော်ကျေးရွာဖုန်ကြီးကျောင်းမီးလောင်ပျက်စီးခဲ့ပြီးတော့ထိခိုက်ဒေဆုံးမှုရှိမရှိနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့မသိရသေးဘူးလို့ပြောပါရတယ်။အပြည့်စုံတော့မသိရသေးပါဘူး။ဘုံကျဲချခံရလို့မီးလောင်သွားတာပဲသိရသေးတယ်။ဒေသနေပြည်သူတွေအတွက်တော့စိုးရိမ်စရာ ခြေအနေတခုပါလို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောပြထားပါဗျ။မက်စလာ၁၈ရက်နေ့ည၈နာရီဝန်းကျင်အချိန်မှာလင်းမြတာမြို့နယ်ပသိမ်မုံရွာကားလမ်းဘေးမှာရှိတဲ့ဝေကုန်းချေးပါနဲ့တောရွာချေးရွာကြားကိုစစ်ကောင်စီတပ်ကလေရင်များနဲ့ဘုံများချဲချခဲ့တယ်လို့သိရပါဗျ။ဘုံကျဲချတဲ့နေရာမှာလူနေထိုင်ခြင်းမရှိတဲ့အတွက်ထိခိုက်မှုဒဇုံတရာတော့မရှိခဲ့ဘူးလို့သိရပါတယ်။မက်စလာ18ရက်နေ့ကစတင်ပြီးတော့လေးမြနာမြို့နယ်ဝေကုန်းကြီးရွာအုပ်စုမှာရှိတဲ့ဝေကုန်းရွာ၊လဲခုံလေးရွာ၊လဲခုံကြီးရွာ၊ဆက်ဆက်ရွာ ချင်းလက်ရွာနဲ့စမ်းကုန်းရွာတို့မှာအကြမ်းဖက်ဆက်တပ်နဲ့အေအေတို့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီချင်းရွာများမှာထိတွေ့တိုက်ပွဲများယနေ့အချိန်ထိကိုပြင်းထန်နေပြီးတော့အကြမ်းဖက်ဆက်တပ်ကထိခိုက်သေးဆုံးသူတွေများပြားကသေဆုံးသွားတဲ့မသားအလောင်းများကိုအင်ကပူမျိုးနဲ့ကွဲကောက်ဒေသပသိမ်မုံရွာလမ်းမကြီးဘေးမှာရှိတဲ့အုတ်သွေးကုန်းချင်းရွာမိသားစုဆက်ကိုပို့ဆောင်ပြီးတော့မိသားစုနေရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။